မင်္ဂလာအောင်ရလို့ရေအဲကျမတို့နိုင်ငံမှာလွတ်လပ်ရပြီးတဲ့အချိန်ကနေစပြီးတော့ဒီနေ့ဒီချိန်ထိဆိုရင်အဲပါလီမန်ဆိုရှယ်လစ်ကွန်မြူနစ်ဒီမိုကရေစီစသည်ဖြင့်စနစ်မျိုးစုံကိုပြောင်းလဲပြီးတော့ကျေတုံးခဲ့ကြတယ်အဲဒီနေရာမှာတချို့ကတော့အာကွန်မြူနစ်စနစ်ကအကောင်းဆုံးပဲလို့ယုံကြည်ကြတယ်။အာဘာကြောင့်လဲဒီကွန်မြူနစ်စနစ်မှာလူမျိုးရေးခွဲခြားမှုတွေမရှိဘူး၊လူတန်းစားခွဲခြားမှုပြဿနာတွေမရှိဘူး။ဒါကြောင့်မို့ဒီကွန်မြူနစ်ကတော့အကောင်းဆုံးပဲ၊ကွန်မြူနစ်စနစ်ကအကောင်းဆုံးပဲလို့ယုံကြည်ကြတယ်။အဲတချို့ကြတော့လည်းဆိုရှယ်လစ်စနစ်ကအကောင်းဆုံးပဲ။ဘာကောက်ဘာကြောင့်လဲဒီဆိုရှယ်လစ်စနစ်မှာကြတော့အဲ တိုင်းရင်းသားတွေကြမှာတန်းလူခွင့်ရေးတွေရှိတယ်တိုင်းရင်းသားတွေတာမီမြောက်ခွင့်ရရတယ်ဒါကြောင့်မို့တိုင်းရင်းသားချင်းချင်းစီးလို့ညီညွတ်ကြတယ်ဒီ social listening ကသာအကောင်းဆုံးပဲဆိုပြီးတော့ ယုံကြည်ကြတဲ့လူတွေလည်းရှိတယ်။တခြားခြားတော့လည်းဒီမိုကရေစီအမိဒီမိုကရေစီသားအဖဒီမိုကရေစီရရင်မြန်မာပြည်ကပဲနေချင်းကြချင်းချမ်းသာတော့တော့မလို့ယုံကြည်မှုလွန်ခဲ့ပြီဒီမိုကရေစီကအကောင်းဆုံးဆိုပြီးတော့ယုံကြည်မှုလွန်ခဲ့ကြတဲ့သူတွေလည်းရှိတယ်။ဆိုတော့ကအာလူ့အဓိကလားမူ့အဓိကလားဆိုရင်မိကုန်းကလည်းတောက်လျှောက်အဲမိကုန်းနေထုတ်ခဲ့ကြတယ်ပေါ့နော်။မိကုန်းနေထုတ်ခဲ့ကြတယ်။လူ့အဓိကဖြစ်မလားမူ့အဓိကဖြစ်မလားစမ်းပါလဲစနစ်ကပါလဲစသည်ဖြစ်ပေါ့လေ။အမှန်တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာကဒီအစိုးရတိုက်ခိုက်အစိုးရတည်းရဲ့အုပ်ချုပ်မှုတည်းရဲ့စနစ်တစ်ခုဆိုတာကပြည်သူတွေရဲ့နိုင်ငံရေးအသိအမြင်ပေါ်မှာအများကြီးမူတည်ပါတယ်ပြည်သူတွေရဲ့နိုင်ငံရေးကိုဘယ်လိုသဘောထားလဲပြည်သူတွေနိုင်ငံရေးအခြေအနေဘယ်လိုရှိလဲဒီပြည်သူတွေရဲ့ပြေကွန်မျိုးမြင်နိုင်စားဘယ်လောက်ရှိတယ်လဲပြည်သူတွေရဲ့ညာညာတို့ဘလောက်ရှိတလဲဆိုမှမူတည်ပြီးတော့မိမိတို့နဲ့ထိုက်တန်တဲ့အစိုးရတည်းရဲ့မိမိတို့နဲ့ထိုက်တန်တဲ့စနစ်တစ်ခုကိုရတယ် popular sovereignty လို့ခေါ်တဲ့တနည်းအားဖြင့်ပေါ့နော်အဲလူထုကရွေးချယ်တဲ့စနစ်လက်ရှိအများသူပြောနေတယ်လူထုကရွေးချယ်တာမှန်တယ်သို့တော့လူအုပ်နဲ့ရွေးချယ်ခြင်းမဟုတ်ဘူးဒါကိုအတိအကသဘောပေါက်ဖို့လိုပါတယ်အဲဆိုတော့ကကျွန်တော်တို့ကပြည်သူတွေရဲ့ညံ့ညံ့တွေးရှိတဲ့လောက်ဒါမိမိတို့နဲ့ထိုက်တန်တဲ့စနစ်နဲ့မိမိတို့ထိုက်တန်တဲ့အစိုးရတရားကိုရမှာဖြစ်တယ် တရားကိုသဘောပေါက်ဖို့လိုတယ်အဲအဲကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်လည်းပဲဟိုနိုင်ငံရဲ့အုပ်ချုပ်ပုံမှာစနစ်တွေအများကြီးရှိတယ်အဲ့တချို့ဆိုပြည်တော်စုစနစ်နဲ့သွားတယ်တပြည်တော်စနစ်နဲ့သွားကြတာရှိတယ်ပြည်တော်စုစနစ်ဆို Union Unity United အဲညောပေါင်းအစိုးရတွေပေါ့ညောပေါင်းစနစ် Federal စနစ် Confederation စနစ်စသည်ဖြင့်ကမ္ဘာမှာအဲအစိုးရတည်းရဲ့ဖွဲ့စည်းပုံတွေအများကြီးရှိတယ်ကျွန်တော်တို့နိုင်ငံဆိုလို့ရှိရင်ဒါပြည်တော်စုစနစ်ပေါ့နော်အဲပြည်တော်စုတမန်မြန်မာနိုင်ငံတော့ ယူနီယန်ဆော့မြန်မာ the we back လေး union ဆော့မြန်မာဟဲ့ပြည်အောင်တမန်မြန်မာနိုင်ငံတော့ပြည်အောင်စုဖြစ်တဲ့အားလျော်စွာပဲကျွန်တော်တို့နိုင်ငံမှာများစွာသောလူမျိုးများများစွာသောလူမျိုးမျိုးတွေများစွာသောယဉ်ကျေးမှုတွေများစွာသောလူမျိုးစုတွေများစွာသောကိုယ်ခွင့်ယုံကြည်မှုတွေများစွာသောဘာသာစကားတွေများစွာသောအယူအဆတွေများစွာသောပယံသာရတွေရှိတဲ့အတွက်ဒီအရာတွေနဲ့အခက်ညီဆုံးဖြစ်နိုင်မယ်အစ်စ်လျော်ဆုံးဖြစ်နိုင်မယ်စနစ်တစ်ခုကိုရွေးချယ်ပြီးတော့အစိုးရကိုတိစောက်ပြီးတော့ခေတ်ဆက်ဆက်ခေါင်းဆောင်တွေအုပ်ချုပ်ကြခြင်းဖြစ်တယ်နော် ဒီနေရာမှာလူတွေကတချို့ကစနစ်ကအဓိကကြားတယ်တချို့ကလူကအဓိကကြားတယ်တချို့ကမူကအဓိကကြားတယ်လို့ပြောတယ်ဒီမူတစ်ခုကောင်းရင်မကောင်းရင်ဆိုတာကနော်ကြစ်လက်ခံပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေရှိမရှိဆိုတာအများကြီးမူတည်တယ်ကျမတို့နိုင်ငံမှာဆိုရင်1940အခြေခံဥပဒေရှိရယ်40အခြေခံဥပဒေအနေနဲ့84အခြေခံဥပဒေအကွေလရှင်2008အခြေခံဥပဒေဆိုပြီးအခြေခံဥပဒေများစွာအဲပြောင်းလဲပြီးကျင့်သုံးခဲ့ကြတယ်ဒါပေမဲ့အခြေခံဥပဒေအားလုံးက ပြောင်စုမပြိုခွဲရေးတိုင်းရင်နောက်စီလုံးညညမှုမပြိုခွဲရေးအချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးဆိုတဲ့အချက်သုံးချက်ပေါ်မှာမူတည်ပြီးတော့ကာလန်ဒေတန်လို့ခေါ်တဲ့ကာလဒေတာအလိုက်ပြောင်းလဲပြီးတော့ရေးဆွဲခဲ့တာပဲဖြစ်တယ်။ခြေကံဥပဒေတွေအားလုံးကိုပြန်ပြီးတော့လေ့လာကြည့်မယ်ထုံကုန်ကြည့်မယ်ဆိုရင်ခေါင်းဆောင်များရောကျွန်တော်နိုင်ငံအုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်တွေကနိုင်ငံခေါင်းဆောင်ဆက်ဆက်ကဒီအချက်သုံးချက်ပေါ်မှာဒါမူတည်ပြီးတော့ပြောင်းလဲပြီးတော့အဲကြေလိခံပါတဲ့ခြေကံဥပဒေတည်းရဲ့ဖွဲ့စည်းပုံတည်းရဲ့ဖွဲ့စည်းပုံတည်းကိုရေးဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူတွေအားလုံးကနော်ပြောင်စုမပြိုခွဲရေးတိုင်းရင်းသားစီလုံးညညမှုမပြိုခွဲရေးအချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးဆ ဆိုရဲဒီဒုတာဝန်အေးသုံးပါကိုကျမတို့ဥထိတ်တာပန်ဆင်းဖို့လိုအပ်တယ်ဒီလိုမှသာလင်းရင်ကျမတို့ဒီလိုမှသာလင်းကျမတို့ပြည်အောင်စုပါချင်းချင်းညီညွတ်ကြမယ်ညီညွတ်မှသာငြင်းချမ်းမယ်ငြင်းချမ်းမှသာကျမတို့လိုချင်တဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တစ်ခုကိုကျမတို့ရမယ်ညီညွတ်မှသာလင်းကျမတို့မျှော်လင့်တောင်းတာနေနဲ့တိုင်းရင်းသားတွေနဲ့ဗမာနဲ့ဒန်းတူညီမျှတဲ့အမျိုးသားဒန်းတူခွင့်ဆိုတာကိုကျမတို့တီးဆောင်နိုင်မှာဖြစ်တယ်အဲ့ဒီလိုမျိုးမဟုတ်ပဲဒုတာဝန်အေးသုံးပါဆိုရဲဒီအဲစကိတ်ဆက်ဆက်ဗိုလ်ချုပ်အောင်ဆန်းခင်မာဒီယနေ့ခေတ်ထိ 1940ခုအချိန်ကဥပဒေမှာစလို့ဒီလက်ရှိ2008ဖွဲ့စည်းပုံအထိဒီဒုတာဝန်ရေးသုံးပါးကိုအခြေခံထားပြီးရေးဆွဲခဲ့တဲ့အရာတွေကိုကိုယ်တိုင်ကလိုက်နာခြင်းမရှိဘူးကျင့်သုံးခြင်းမရှိဘဲနဲ့ဖောက်ပြက်နေမယ်ဆိုရင်တော့เนาะရှင်တို့တွေတောင်းတနေတယ်ကျမတို့တွေတောင်းတနေတယ်ရွှေ့ပြီးတော့ဆိုတာမျော်တိုင်းဝေးနေအောင်မှာဖြစ်ပါတယ်